ြစ်ကရက်စဲတယ်လို့ဆိုတဲ့ TN အနေနဲ့အကျံဖက်မန္တလေး PDF ကမန္တလေးမတရားမိုးကုတ်သွားကားလမ်းမပေါ်ရှိကြောက်စစ်ကုံတန်ကိုကွန်ကရစ်တရားကိုမန်ခွဲဖြက်စီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဒေသကြီးမတရားမြို့နယ်မှာရှိတဲ့မန္တလေးမတရားမိုးကုတ်သွားကားလမ်းမကြီးပေါ်ကကြောက်စစ်ကုံတန်ကိုကွန်ကရစ်တရားကိုဒီနေ့အောက်တိုဘာလ30ရက်မနက်9:00ခွဲခန့်မှာတောင်အကျံဖက်လက်နက်ကိုင် TN အနေနဲ့ MDY PDF အကျံဖက်တွေကမိုင်းနောက်ဖောက်ခွဲပြက်စီးခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ တပိတ်ချင်းမြို့နယ်တဲကပေါ်တော်လန်းစုံကိုတက်မတော်ကပြည်내ထင်းချုပ်လိုက်ပြီးတဲ့နောက်စစ်ကြောင်းတွေမိုးကုတ်ကိုစံတက်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြောက်စက်ကုန်တရားကို TNA နဲ့ PDF တွေကမိုင်းနောက်ဖောက်ခွဲလိုက်တာဖြစ်တယ်လို့လည်းသတင်းရင်းမြစ်ကဆိုပါတယ်။2000ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကတိစောက်ခဲ့တဲ့အရှိဘေ360အကျေဘေ30ရှိတဲ့ကြောက်စက်ကုန်တရားဟာမိုင်းခွဲဖြက်စီးခဲ့တာကြောင့်အရှိ65ဘေခန့်ကျူးကျဖြက်စီးခဲ့တယ်လို့သိရပါတယ်။တောင်းလက်နက်ကင်တွေဟာစစ်ချုံးနဲ့သဘောတူညီချက်အရာ ိုးကုတ်နဲ့မိုးမိတ်ကနေစုတ်ခွာမယ်လို့ပြောဆိုခဲ့ပေမယ့်မန်လေး PDF တွေကတော့အဲ့ဒီမျိုးတွေကနေစုတ်ခွာမပေးပဲခက်စစ်ပြုလုပ်ကခုခံမယ်လို့ပြောဆိုထားပါတယ်။ဒါကြောင့်အော်တိုဘာလာ28ရက်နေ့ညပိုင်းကမန်လေးတိုင်းစင်ကူးမြို့နယ်နဲ့စကိုင်းတိုင်းကြောက်မြောင်းမြို့နယ်ကိုဆက်သွယ်ထားတဲ့အေယဝတီတရားရင်နာတင်ကကိုတရားအနေနဲ့ PDF ကျန်းဖတ်တွေကမိုင်းခွဲဖြက်စီးခဲ့ကြပါသေးတယ်။အခုလိုတရားတွေကိုမိုင်းခွဲဖြက်စီးလိုက်တာကြောင့် မော်တော်ယာဉ်တွေနဲ့စီးသွားပြည်သူတွေဖြတ်တန်းသွားလာနိုင်ခြင်းမရှိတော့သလိုကုန်စည်စည်းမှုတွေလည်းရပ်တန့်နေပြီဖြစ်တယ်လို့သိရပါဗျာ။